ရာသည်ဂျင်းနက်ကိုထားခဲ့ပြီးခလန်းလန်းသို့ထွက်သွားသည်။သူမ၏မျက်ရည်များအတွေ့အကြုံပေါ်လာသောတီတိုးရေရွတ်တံများကိုမမြင်ရက်မကြားရက်တွင်လည်းဖြစ်သည်။အော်သည်ဂိတ်တကားဝတွင်အတော်ကြာသည့်အထိရက်ဆောင်နေခဲ့သည်။မိုးတိမ်များအကြားဝင်လိုက်ထွက်လိုက်ဖြင့်ရွေလျားနေသောလရောင်၏အလင်းလန်းကြောင့်ဂပီးကြောက်ပြားများအကြားအရေးများအဖြစ်ရွေလျားနေသည်ကိုစောင့်ကြည့်နေမိသည်။ သူသည်ချက်နှင့်ပြိအပါဝင် အာလုံးမှာ16ရောက်တိတိကိုတကြိုပေးခဲ့ပြီးဖြစ်သည် နောက်ထပ်လဲရှိလာဦးမိသားဖြစ်သည်တိတ်တိတ်ဆိတ်ဆိတ်နှင့်တည်ဆုံသွားခဲ့ကြသူများသည်နောက်ထပ်၍နှုတ်ဆက်မနေကြတော့သင်ရှူတော်ဘုရားကျောင်းရှိခြံစည်းရိုးကာယံထားသော သင်္ချာကြီးအတွင်မှဒေါသတကြီးဖြင့်တရားမြတ်တမှုကို တောင်းဆိုလာကြသောအတန်များကို နောက်ဆုံးတွင်တော့ကြားလာခဲ့ကြပြီဖြစ်သည် ။အော်သည်သူမ၏အရေးနှင့်ပြောနေသည်များကိုမြင်နိုင်ကြားနိုင်ခဲ့သည်။သူသည်ပြီ၏နောက်ဆုံးချိန်တွင် အတူတကွဆူတောင်းဝင်းပြုတ်ပေးခဲ့ပြီးချက်ဤနှစ်ဘူးကိုလည်းသူ၏နောက်ဆုံးအချိန်တွင်နှုတ်ဆက်အနံပေးနိုင်ခဲ့သည်။သူတို့အတွက်အခေါင်းကအစအတုဝအတွက်ချစ်ချုပ်စုဆောင်းပြီးအကုန်ကြခံပေးခဲ့သည်။သူနှင့်အတူကပိယနှစ်ဦးကကျင်းတူမြေမြုပ်ပြည်အထိတာဝန်ယူပေးခဲ့ကြသည်။ တာဖားနှစ်ယောက်ရှစ်လချပြီးကွယ်လွန်သွားခဲ့သည်ဂျင်းနဲ့လည်းနှုတ်ဆက်စကားဆိုပြီးတဖြည်းဖြည်းလျှောက်လာနေသည်အထဲသွားကြရအောင်ဟုအော့ကပြောလိုက်သည် ဟုတ်ကဲ့ကျေးဇူးပါဟုဆိုကား"သူမဤပါပေါ်စီးကြနေသောမျက်ရည်များကိုတုပ်လိုက်သည် ာထူတို့သည်ညစာစားပွဲအတွက်ဇပွဲတစ်လုံးစာဒေါ်လာ5000နဲ့ချက်လက်မှတ်ကိုရေးပေးခဲ့ရသည့်အတွက်ထိုဇပွဲတွင် သူနှင့်အတူဘသူထိုင်ရမည်ကို သူကိုယ်တိုင်ဆုံးဖြတ်မည်ဟုခံယူခဲ့သူဖြစ်သည်သူ၏ဘဲဘက်တွင်ဘရီယာနာသူမနှင့်အရင်းအနှီးဆုံးတငယ်ချင်းစန်ဒီကတစ်ဖက်တွင်ကဲ့ရက်ထိုင်နေသည်စန်ဒီသည်ဘရီယာနာလိုပင်အယိုးပေါ်အရေးတင် ကိုလုံးနှင့်ဖြစ်ပြီးဒုတိယအိမ်တော်နှင့်ကွဲလာခဲ့ပြီးဖြစ်၍ တတိယမြောက်ယောက်ျားရှာနေသူလည်းဖြစ်သည်ထရူဒိုဤညာဘက်တွင်တော့ရင်းနှီးသည့်မိတ်ဆွေတဦးဖြစ်သောအငိမ့်စာဘန်လုံငန်းရှင်တဦးနှင့်ဇနီးဖြစ်သူတို့ထိုင်နေသည်ထိုပုဂ္ဂိုလ်သည်အမှုပညာအကြောင်းများသာပြောသူဖြစ်၍လည်းထရူဒိုအဖို့သဘောတွေ့စရာဖြစ်နေသည်၎င်းနှင့်မျက်နှာချင်းဆိုင်တွင်တော့စီလန်းချောင်းနှင့်သက်ဆိုင်သည့်အထူးကုသမားတော်တဦးနှင့်ဇနီးတို့ထိုင်နေသည်သူတို့နှစ်ဦးစလုံးက စကားများများဆဆပြောတတ်သူများမဟုတ်၍ကားကထိတ်ကြားခဲ့ခြင်းလည်းဖြစ်သည် နောက်တဦးဒီက True Road Company အုပ်စုမှ အစင်းနှင့်အမှုဆောင်အရာရှိတဦးဖြစ်သည်သူလည်းညစာစားပွဲတက်ဖို့ကံမကောင်းအကြောင်းမလစွာဖိအားပေးခံရ၍ထိုနေရာသို့တဦးတည်းထူးထူးခြားခြားရောက်ရှိနေခြင်းဖြစ်သည်နမည်ကြီးအချက်ပြုတ်သမားသည်အရသာရှိသည့်ဟင်းလျာများကိုစတင်ပွဲထုတ်သည့်အနေဖြင့် ငါးဦးနှင့်ချမ်ပိန်တို့ဖြင့်မိနူးကို ဖွင့်လိုက်သည် ထို့နောက်တွင်ကြောက်ပစုံဟင်းကျိုးကျော်လော်ထားသည့်ဘဲအသေးအသားစားသူများအတွေ့စကော့တလန်ကျက်ရိုင်းတသက်လွတ်သမားများအတွေ့ပင်လယ်မော်ပန်းစည်းများကိုဇက်တိုက်ဆိုသလိုချလာသည် အချို့တဲဘိုးကဂျဲလာတိုခေါ်အီတလီယန်ရေခဲမှုမျိုးစုံကို အချအနပြင်ပြီး အကန့်လိုက်ထည့်ထားသည့်ဗန်းများချပေးသည် အစားအစာတစ်မျိုးယူလာတိုင်း ဝိုင်းတစ်မျိုးမျိုးကို မထက်ရအောင်ပါလာပြန်သည်ကားသည် သူ့ရှိလာချသောအစားအစာမျိုးစုံကိုအကုန်ပြောင်းအောင်စားရုံမကအတော်လဲမူးအောင်တောက်ခဲ့သည်ဇပွဲတွင်ခိုင်နေသူများထဲမှဗန်လုံငန်းရှင်တဦးကိုသာစကားစင်ပြောခဲ့သည် သူကလည်းတရင်ကြားထားပြီးဖြစ်၍ကိုချင်းစာစိတ်ရှိမှန်းတည်ထားသောကြောင့်လည်းဖြစ်သည်ဘရီယာနာနှင့်စန်ဒီတို့ကခေါင်းငင်းဆိုင်ပြီး တူ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 နဲ့လာသမျှလူတိုင်းကိုကြည့်တာခက်ရိုင်းရိုင်းပင်အမနာပပြောနေကြသည်သူတို့ရှိကပကံများကိုလဲတူကနန်းစိတ်ကနန်းစားပြီးနောက်ဟင်းဝဲများလာချလို့ရအောင်မတိမတာတစ်ဖက်သို့တွန်းပို့ကြပြန်သည်ကားသည်အတော်လေးမူးနေပြီဖြစ်၍ပင်လေရီမော်ဟင်းကိုတို့ထီတို့ထီလုံနေသောဇနီးအားဒီအစားတောက်တွေအတွက်ဘလောက်ပေးခဲ့ရလဲဆိုတာမင်းသိရဲ့လားဟုပြောချင်သည်မှာရှာရနေတော်လဲ အเจ้าမဲ့စကားမများချင်၍မြို့သိမ့်လိုက်ရသည်နာမည်ကြီးစဖို့မူကသူ့လက်ရတစုံတရာကိုထုတ်ပြပုံရသည် ထိုင်နေသောပရိသတ်400ခန်းကမတက်ထရပြီးလက်ခုပ်တစ်ဖြောင်းဖြောင်းနဲ့ဩဘာပေးလိုက်ကြသည်အားလုံးဒီလဲဟင်းဝဲငါးဝဲလောက်ကိုတစ်ခုပြီးတစ်ခုလာချပေးပြီးဖြစ်တော်လဲစာလောင်နေကြပုံရသည်သို့တော့ယခုညနေခင်းသည်အစာအသောက်နှင့်မစားငွေနှင့်ဆိုင်နေသည် မင်ကုန်းကိုနှစ်ယောက်လောက်ကခက်သက်သက်ပြောပြီးနောက်လေလံခွဲဥဆောင်မိသူရှေ့ထွက်လာသည်အငင်းပန်းခံအီမေတာရုပ်ထုကို ခမ်းမကြီးထဲသို့ယူလာသည်ပိုပြီးရုံလုံးကြွလာစေရန် မိုဘိုင်းကရင်လေးဖြင့်တွဲလောင်းချိတ်ပြထားသည် အားလုံးမြင်နိုင်ရန်ကျန်းကျင်မှပင်၂၀ခန့်အကွာတွင် ထားပေးထားသည်တမက်ဖွယ်ဖြစ်အောင်ဒိဂီတာပွဲများသုံးစလိုက်မီးဖြင့်ထိုးပေးထားသည်ဇပွဲများအား အနက်ရောင်ကုတ်အင်းကြီးနှစ်ကတိုင်များနှင့်တရားမဝင်နေထိုင်နေကြသည့်အလုတ္တမတလေကြီးကရှင်းလင်းနေပြီဖြစ်၍ပရိသတ်ကြီး၏စကားပြောတန်သည်ငြိမ်ကြသွားသည်လေလံပြစ်တဲ့လူကအီမေလာအကြောင်းတရားရည်လို့ပြောနေသည်ကိုပရိသတ်များကနားထောင်နေကြသည်ထို့နောက်ဖန်တီးသူအမှုပညာရှင်အကြောင်းရောက်လာသည့်အခါပရိသတ်ကပို၍နားဆိုင်ထောင်လာကြသည်သူတို့ကြားထားသလို တကယ်ပဲယူသွတ်စိတ်ဖောက်ပြန်သွားပြီလားကိုကိုကိုတက်တည်ဖို့အထိကြံခဲ့သည်လားအဆရှိသည့်အသေးစိတ်အချက်အလက်များသိကျင်လာ၍ဖြစ်သည်သို့တော်လေးလံဆရာကအตาစည်းရနေသည်ဗြိတိရှလူမျိုးလည်းဖြစ်ပြီးအလွန်အမင်းစီကံလိုက်နာသူတဦးလည်းဖြစ်၍အနိုင်ရနိုင်မိလေးလံဆေးကို နောက်ထပ်ဒေါ်လာတန်းလောက်ထပ်တိုးအောင်တင်းခံနေခြင်းဖြစ်မည် ျွန်တော်တို့လေလံဆေးကိုဒေါ်လာ5သန်းနဲ့စားလိုက်ကြစို့လားဟုပြောလာသည်ပရိသတ်ကြားမှအမေရိကန်များထွက်လာသည်ဗရီယာနာသည်စန်ဒီနှင့်စကားပြောရသည်ကိုညီငွေ့လာပုံရသည်ကားနာသို့တိုးကပ်ကသူ့ပေါင်ပေါ်လက်တင်လာသည်ကားလည်းသူ့နာဖြတ်သွားသည့်ဝန်ထမ်းတယောက်ကိုခေါင်းငိမ့်ပြလိုက်သည်ရခင်ငယ်လေးကပြောထားဆိုထားပြီးဖြစ်၍ဝန်ထမ်းစင်ဘက်လှည့်၍ လက်ထဲကဆိုင်းဘုတ်ကိုထောင်ပြလိုက်သည်။အီမေတာလည်းတက်ဝင်လှုပ်ရှားလာပြန်သည်။လေလံသမားကကဲအခုတယောက်ကဒေါ်လာ၅သန်းစပေးပါပြီဟုကြေညာလိုက်၍လက်ခုပ်သံများထွက်လာသည်။အစကောင်းလာပြီခမ။ကျေးဇူးတင်ပါတယ်အခု6သန်းကိုသွားလိုက်ကြရအောင်6 9 8 9အထိတက်လာပြီ10သန်းအရောက်တွင်ကားက နောက်တစ်ချိန်ခေါင်းငင်းပြလိုက်ပြန်သည်သူ့မျက်နှာကိုလည်းအပြုံးမပြတ်အောင်ထင်းထားနိုင်ခဲ့သည်သို့သောဝမ်းထဲတွင်တော့ဘလောင်ဆူနေပြီဖြစ်သည်ဒီလိုရွှန်ရှားစရာကောင်းသည့်ရုပ်ထုကြောင့်နောက်ထပ်ငွေဘလောင်များများထက်ကုန်ရအောင်မှလည်းဟုတွေးနေသည်အခန်းထဲတွင်ဘီလီယံနာတစ်ထည်အ ਨੇ စုံ6ဦးခန့်ရှိနေသည်ဖြစ်ဖို့နှိစက်နေသူများလည်းအများအများပဲအတ္တမာနာနှင့်ငွေများ ရော့နေနေသည်ဟု၍မရှိ ယခုအချိန်တွင်မိသူများကားလောက်သတင်းစာကောင်းကြီးပိုင်းတွင်ပါလာဖို့အလော30ရှိကြပုံမရပီဖလင်းကထိုသဘောကိုကောင်းစွာနားလည်ထားပုံရသည်ဒေါ်လာ17တန်းအရောက်တွင်2ယောက်ကဆက်မပါတော့ဘယ်နှယောက်ကြံသေးလဲဗျဟုသူ့အနားရှိဗန်သမားကိုတိုးတိုးမေးလိုက်သည်ဗန်သမားကလည်းလူအုပ်ထဲလိုက်ကြည့်ပြီးဘယ်နှယောက်ပါလဲဟုစောင့်ကြည့်နေသူလည်းဖြစ်သည် ပီဖလစ်မဲကြံတော့တယ်ဆိုတော့နောက်ထပ်တယောက်ပေါ့ခွေးမာသာလုတ်ပြန်ပြီဟုစိတ်ထဲကရေရွတ်လိုက်သည်ကားကစနတန်းအရောက်တွင်ခေါင်းငိမ့်လိုက်ပြန်သည်ဘရီယာနာကသူ့နားထဲကိုရှာနှင့်ထုံးမိမတက်နီးကပ်လာသည်ကျွန်တော်တို့စနတန်းရသွားပါပြီဟုချိန်ညာတန်ထွက်ပေါ်လာသည့်အခါတွင်လက်ခုပ်တန်များအော်ဟစ်ကောင်းချီးပေးတန်များစူညံစွာထွက်ပေါ်လာသည်ကဲ ်အခုအသက်ရှူမှားလောင်းမဲ့အချိန်ရောက်ပြီဟုပါပါနဲ့နဲ့ပြောလိုက်သည် အားလုံးကလည်းသူစကားဆုံးသည့်နှင့်ရှေ့တွင်ချထားသည့်ဖန်ခွက်များထဲမှတငုံလောက်စုပ်ယူတောက်လိုက်ကြသည်ကားကတော့ဝိုင်းကိုတဆွဆွတောက်နေခဲ့သည်ပီဖလင်သည်သူ့နောက်တည့်တဲ့ဇပွဲနှစ်ခု အကျော်တွင် ရှိနေသည်ကားကသူတို့နှစ်ဦးအကြားတိုက်ပွဲကိုအတိအမဲ့ပြုတ်တယ်လို့ဖြစ်သွားပြီဆို၍လှဲ့မကြည့်ရဲ့ ဖလင့်ဒီသာသူ့တွင်ရှိ ကရင်းဂျာတူဤရှယ်ယာများကိုထုတ်ရောင်းခဲ့သည်စီရင်ချက်မှမီလီယံပေါင်းများစွာရရှိလာတော်မူဖြစ်သည်ကာဘတ်ကတော့တေချာပေါင်းမီလီယံပေါင်းများစွာ ရှုံးသွားခဲ့ပြီဖြစ်သည်စာရွက်ပေါ်တွင်သာရှုံးသွားသည်ဆိုတော်လဲထုံများနှင့်ပြီးသွားဖို့မရှိသေးအီမေလာကတော့စာရွက်ပေါ်တွင်မဟုတ်တကယ်အစ်စ်အမှန်မြင်နေရသည့်အမှုပညာလက်ရာတစ်ခုဒါကိုတော့ဖလင့်ကိုအရှုံးပေး၍မဖြစ် လေလံဆွဲသူက73 14 15အထိလှလှပပပင် ဆွဲခေါ်လာခဲ့သည် တခါပြီးသွားတိုင်းပြိသက်ကလက်ခုပ်ဩပါပေးခဲ့ကြသည်ခမ်းမထဲတွင်လည်းတယောက်စကားတယောက်နားဖြင့်တင်းကပြန်သွားပြီဖြစ်၍ကာထရူရိုနှင့်ပီတာဖလင်တို့အကျိတ်အနယ်ရှင်းပြနေပြီဆိုသည်ကိုသိလာကြသည်လက်ခုပ်တံများတိတ်သွားသည့်အခါတွင်တော့ heavy weight ကြီးနှစ်ဦးသည် ရှင်းဆက်ဖို့တာဆူလာပြီဖြစ်သည်ကားက16တန်းကိုခေါင်းငိမ့်ပြလိုက်၍နောက်ထပ်အားပေးသံများထွက်လာပြန်သည် လေလံသမားက16တန်းပေးမဲ့လူ ရှိပါသလားခင်ဗျာဟု အော်လိုက်တော့အတန်ကြီးဟင်းထွက်လာသည် သူကိုယ်တိုင်လည်းစိတ်လှုပ်ရှားနေဟန်ရှိသည်တိတ်ဆိတ်မှုကရှည်ကြလာ၍တင်းမာမှုကလျှက်စည်းလိုပြင်းထန်လာနေသည်ဒါဆိုရင်16ပထမတစ်ကြိမ် ဒုတိယတစ်ချိန်ဟော၁၉တန်းနဲ့ဗျာကားသည်လေလံဆွဲနေစဉ်အတွင်းဒီထက်ပုံမပေးတော့ဟူသောတန်နေထံကိုချလိုက်ဖြက်လိုက်နှင့်ဖြစ်နေရသည် သို့တော်လည်း၁၉တန်းထက်တော့ကြော်၍မပေးဟု ဆုံးဖြတ်ပြီးဖြစ်နေသည်အတံမလန်များညီသက်သွားပြီးနောက်ထိုင်ကုန်ကိုနောက်မီ၍အင်ဒရီရရထိုင်လိုက်သည်မျက်နှာဘေးကလည်းလက်ထဲတွင်ဘီလီယံပေါင်းများစွာနှင့်ကုမ္ပဏီတစ်ခုကို အပိုင်သိမ့်မိတထေးတဦးလိုအေးဆက်နေသည်ယခုအခါသူလောက်ရမိအလုတ်ကပြီးစီးသွားခဲ့ပြီဖြစ်၍အတော်ကိုကျင်းနဲ့ပျော်ရွှင်သွားခဲ့သည်ဖလင်သည်သူ့အားဖြီလုံးလှန့်လုံးများနှင့်မောင်းနေခဲ့တော်လဲယခုအခါအယုတ်ကို16တန်းနှင့်ပိုက်မိသွားပြီဖြစ်သည်ကျွန်တော်16လောက်များပြောလို့ရအောင်မလားခမဟုပြောလိုက်၍အာပိဒံများပို၍ဆူညံလာသည် ကားအဲ့အတွက်လဲစဉ်းစားချိန်ပို့ပေးလိုက်ခြင်းလည်းဖြစ်သည်သူဘက်က16တန်းလိုလိုလားလားပေးနိုင်လျင်18တန်းကိုအဘယ်ကြောင့်မပေးနိုင်ရမလဲအကယ်၍သူက18တန်းဟုလှုပ်လာသည်ဖလင်ဘက်ကကားသည်အဆုံးအထိရေကုန်ရေကန်လိုက်လာတော့မည်ဟု သဘောပေါက်သွားပြီလိမ့်မည်လှုပ်တော့လှုပ်ကြည့်တင်သည်18ဟုလေလံသမားထံမှ အတန်ထွက်လာသည် ကားကအားလုံးကြားနိုင်လောက်သည့်အတန်ဖြင့် yes ဟုပြောလိုက်သည် သူ၏ view ဟာကအလုတ်ဖြစ်သွားခဲ့သည် Pflin သည်သူ့အဖို့ငွေမကုန်တော့ကားထူးထိုးသည်လည်းစိုးစိုးဝါးဝါးခံလိုက်ရပြီဆိုသောအတွေးနှင့်ပျော်သွားခဲ့သည်ဆက်ရှိတဲ့နဲ့ Mr. Carthrudo ကို ရောင်းချလိုက်ပါပြီဟုလေးလံစရာ၏အတန်နဲ့ချင်းနှင့်အော်တန်ကြီးထွက်ပေါ်လာသည့်အခါခမ်းမာတဲ့ရှိသူများအားလုံးထိုင်နေရာမှာ ထရက်လိုက်ကြသည်အီမေရာအားဓာတ်ပုံအတူတွဲရိုက်နိုင်ရန်ကရင်းဖြင့်ပိုင်ရှင်အစ်စ်အနီးသို့ခြပေးလာသည်အခြားသူများကလည်းအားကြစိတ်ဂုံယူလိုစိတ်များနဲ့ထရူလိုနဲ့သူ၏အစ်စ်ဆက်ဆက်ပိုင်ဆိုင်မှုကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြသည်တီဝိုင်းမှတီလုံးတန်ထွက်လာ၍ကာယမိအချိန်ရောက်လာပြီဖြစ်သည်ဘရီယာနာကစိတ်အားတက်ကြွနေသည်ငွေကြေးကသူမအား မိန်မောရွတ်တွတ်သွားစေခဲ့သည်။ကနေရင်တဝက်လောက်ရောက်တွင်ကားကသူမအားငင်းငင်းသာသာပင် နောက်တလန်းပြန်တွန်းလိုက်သည်။သူမသည်ရှိသမျှအသားဆိုင်များကိုဖော်လို့ရသမျှခေါ်ထား၍ရမက်ဆန်ပြီးညဉ့်ညမ်းတလို့ဖြစ်နေသည်။လူများကဝမ်းကြည့်နေတော်လဲသူမအဖို့ဘလို့မှမနေ။ဒုတိယတချီကပီးသွားသည့်အခါတွင်တော့ကားကသွားကြရအောင် Ủa, do này chứ